အားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဒီမျှဝေခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ကျွန်တော်ဒီ podcast ပုံစံမျိုးလေးပေါ့နော်အနေငယ်လေးပေါ့အားရပါလဲဆိုလို့ရှိရင်ကျွန်တော်တို့လူကြီးပဲဖြစ်စေလူငယ်ပဲဖြစ်စေပေါ့နော်အဲလူရယ်လို့ဖြစ်လာကြလို့ရှိရင်ကျွန်တော်တို့နေ့စဉ်ပြုမှုနေထိုင်ဖို့လို့ပေါ့နော်လိုအပ်ချက်လေးတွေကို share ပေးခြင်းဖြစ်ပါတယ်ပေါ့နော်ဒါလေးတွေအဲဖះဟောထားတဲ့အတိုင်းပဲပေါ့နော် like နာကျင်သုံးရင် အကူအတွက်အကျိုးရှိမယ်ပေါ့နော်အကူတူလေးဖြစ်မယ်ပေါ့အဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနံပါတ်1အနေနဲ့ကတော့နေ့စဉ်အဲအိယာဝင်ကြတယ်မနက်ခင်းအိယာထားကြတယ်ပေါ့နော်ကျွန်တော်မနက်ခင်းအိယာထားပြီးစိတ်ကနိုးပြီးမျက်လုံးဖွင့်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဘာရင်တော့စိတ်ထဲအမှတ်မလဲဆိုရင် ဒီပௌတ္တန္တရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်တန္တရဏကိစ္ဆာမိဆိုတဲ့ဒီတရဏဂုံ၃ပါးကိုပထမဆုံးစပြီးတော့စိတ်ထရနေပြီးတော့အဲစိတ်ထရနေပဲဖြစ်စေဒီအပြင်းအမဲ့ဖြစ်စေဗဇက်ကနေပဲနှုတ်ထွက်ပြီးတော့ပဲဖြစ်စေရွတ်ဆိုလိုက်ပေါ့အဲ့ဒါပြီးရင်ကျွန်တော်တို့ကိုလက်တန်းစင်နဲ့လုပ်ငန်းစင်လုပ်မယ်အပြီးလို့ရှင်မျက်နှာတက်သွားတိုက်ပြီးဆိုတာနဲ့ဘာညင်းသုံးလို့မလဲဆိုနံပါတ်1တစ်ချက်အနေနဲ့ကကြတော့အဲကျွန်တော်တို့ဒီအဲဒီ ဖျားစင်မှာဖျားတောက်တော်ကြီးအကတ်တဲ့လုပ်ငန်းစဉ်ပန်းစီမီရေချံကတ်တဲ့လုပ်ငန်းစဉ်အမွေးတိုင်းထုံးပြီးတော့ပူဇော်မယ်အဒီဖျားရှင်ကိုရင်လုပ်ငန်းစဉ်ကို7မိနစ်သို့မဟုတ်15မိနစ်သို့မဟုတ်9မိနစ်ပေါ့နော်အဒီအားလေးကျွန်တော်တို့မနေ့စဉ်မပြတ်မကွက်လေးတွေမနက်ခင်းတိုင်းမနက်ခင်းတိုင်းလှုပ်သွားဖို့လို့အကျွန်တော် subscriber လုပ်ထားတဲ့အမိတ်ဆွေတွေအပေါင်းအသင်းတွေတင်ငယ်ချင်းတွေကိုအဒီကနေပြီးတော့ကျွန်တော်နှိုးဆော်ပေးခြင်းဖြစ်ပါတယ်အဲ နံပါတ်3တစ်ချက်နေနေရတော့ဒီကျွန်တော်တို့ဒီဖျားရှင်ခုံးမယ်တရားထိုင်မယ်ပေါ့နော်အဒါလေးတွေပရိစိတ်မယ်ဆိုတာလေးကနေ့စဉ်မပြတ်မကွက်လုပ်သွားပေးဖို့လိုအပ်တယ်ဖျားရှင်ခိုးတဲ့လုပ်ငန်းစဉ်ကိုငါရွတ်ဖတ်ဖို့လို့ဒီအဟိုအတိအကျမသိနေသေးဘူးဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာဖျားရှင်ခိုးတဲ့အတင်ငန်းစာလေးတွေကိုအဒီတစ်စင်းချင်းလေးထည့်ပေးမယ်ပေါ့နော်တစ်စင်းချင်းလေးထည့်ပေးမယ် အဲပြီးလို့ရှိရင်အမြဝေးတဲ့အထိဒီဘုရားစာလေးတွေကိုကျွန်တော် save ထားတာလေးရှိရဲအဲ့ဒါလေးကိုထည့်ပေးသွားမယ်ပေါ့ and နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီနေစင်ပေါ့နော်လူတန်းမှုတစ်ခုလေးတွေအဲလောက်သွားမယ်ပေါ့ကိုတက်နိုင်ငယ်အဲတက်နိုင်ငယ်အဲတစိတ်တစ်ပိုင်းရနေပြီးတော့ကျွန်တော်လူတန်းင်းနေပေးကမ်းခြင်းတွေလောက်သွားမယ်ဆိုလို့ရှိရင် နဲ့စိတ်ထားကောင်းကောင်းလေးနဲ့စိတ်ထားမမမမလေးနဲ့တက်နိုင်တဲ့အနေထားနေပြီးတော့အလူတွေစင်ရနံပါတ်တူပေကန်းစွန်ကျဲတာပဲဖြစ်ဖြစ်ဒီစာရေးစာငပ်ပြက်နေတဲ့ဒီတလိဆန်နေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးတွေကိုလည်းပေကန်းစွန်ကျဲခြင်းလုပ်ငန်းစဉ်တွေလုပ်ပြီးတော့လည်းကုသိုလ်တွေပွားများနိုင်ပါတယ်အာအစောကကျွန်တော်ပြောခဲ့တဲ့နေစဉ်ဖျားရှင်ကိုမဲ့တောက်တော်ရေကတ်တဲ့ဒီ ဒီ brain စိတ်တရားထိုင်နေပေါ့ဒါလေးတွေမဖြစ်မနေလောက်သွားဖို့လိုလိုအပ်ပါတယ်အဲဂျေစုတင်ပါတယ်